โอเคဆိုတော့ကျွန်တော်ဒီနေ့ Bluetooth နဲ့ချက်ပေါ့เนาะ AirPods နဲ့ချက်ကိုကျွန်တော် unboxing video လုပ်ပြပြီးတော့ပါမယ်အားလုံးတိချက်လိုက်ပါကြည့်ရှုအောင်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့နှစ်ချက်ကိုအရင်ဖောက်ကြည့်လိုက်အောင်ပေါ့เนาะဆိုတော့နှစ်ချက်တင်မှာပါလိပါမလဲပြီးတော့သူ့ရဲ့ design အားဆိုရင်ဘယ်လိုလေးဖြစ်မလဲဆိုတော့ကျွန်တော်တို့တိချက်လိုက်ကြည့်အောင်ပေါ့เนาะတိချက်ဖောက်ကြည့်အောင်မယ်ပြီးတော့စီနှုန်းအနေနဲ့ကလည်း2000ဝန်းကျင်ပဲဆိုတော့300ဒါလည်းအဆင်ပြေတယ်ပေါ့เนาะဆိုတော့အထင်မှဆိုရင်သူ့ရဲ့ runny cat လေး သုံးပုံသုံးနည်းလေးအားဘလောက်ခံတာလဲပြီးတော့ပြီဆိုရင်အရင်ဂျိုးလေးလေးပါတော့ဗောနော်အရင်ဂျိုးကလည်းသူကတိုက်စီဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အသွင်းလည်းမြန်နေဒီဇိုင်းလေးကလည်းတိတိတွတ်တွေလေးနဲ့ပင်တဲတော့တယ်လာလဲအဆင်ပြေတယ်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့နည်းအသွင်းမယ်ဆိုရင်လည်းတိကျတဲ့လေးလေးပါလာပြီးတော့ဗောနော်သူက Okay ဆိုတော့ကျွန်တော်တို့ plastic တစ်ချက်ခွာကြည့်လိုက်အောင်ဗောနော် plastic ကတော့ဒီအပူလောင်းမျိုးမှာပိတ်ထားတာဖြစ်တဲ့တိကျမလို့နည်းနည်းတော့ထုတ်ရတာခက်တယ်ဗောနော်ဆိုတော့ကျွန်တော်တို့တစ်ချက် ရအောင်ခွာကြည့်လိုက်အောင်โอเคဟိရလိုက်ပါနော်ဆိုတော့ကျွန်တော်တို့ Apple ကိုပြန်ချိန်ကြည့်အောင်ဆိုတော့မီလင်းနဲ့ပြီးတော့ပြီဆိုရင်သူက digital လေးနဲ့သူ့ရဲ့ battery အား percentage လေးလေးပေါ်ထားပေးရပါနော်နှစ်ချက်ကောင်းလေဆီလီကွန်ဖော့လေးတုံနာတာဖြစ်တဲ့တချို့လို့နားနာမှလေးဆိုရင်စရာမလိုဘူးပေါ့နော်။ Okay ဒါလေးကကျတော့ design နောက်ထပ်တစ်မျိုးပေါ့နော်။ခဏလုံးကတော့ ultra pop mass ပေါ့နော်။ဒီကောင်ကျတော့ pro design ပေါ့နော်။သူကခဏလုံးက model တစ်တစ်ဆင့်မြင့်နေပေါ့နော် model မြင့်နေပြီးရင်တွေ့ design ကကျတော့လည်းနည်းနည်းဝိုင်းသွားတဲ့ပုံစံဖြစ်သွားတယ်ပေါ့နော် အထဲမှာရှိတဲ့ပစ္စည်းတွေကတော့အကုန်တူတူပဲအမေဒီကောင်တွေကကျတော့ design လေးနည်းနည်းကွာရတယ်ပြီးတော့ပြီဆိုရင်အားခံတဲ့အပိုင်းနည်းနည်းလေးကွာရတာပေါ့နော်ဈေးကလည်းသူကနည်းနည်းလေးပဲကွာတာပါနှစ်ချက်ကိုအားပြည့်သွင်းပြီးမှသုံးမယ်ဆိုရင်6နိုင်ချာသုံးပြလို့ရတယ်ဗောနောဖုန်းပြောမယ်ဆိုရင်တัว9နိုင်ချာသုံးပြလို့ရတယ်ချွေးစုခံတယ်မိုးစုတန်ခံတယ်ဗောနောကြေစိန်တော့မခံဘူးဗောနော Okay သူရဲ့ design လေးကဆိုရင်ခဏက design ထက်နည်းနည်းလေးကြီးရွားတယ်ပေါ့နော်။ပြီးရင်နောက်ထပ်တစ်မျိုးကကျတော့အသွေးမဲ့ဆိုရင်သူကရောင်စုံမီလေးလေးလင်းတယ်ပေါ့နော်။သူရဲ့မီကလည်းနည်းနည်းပုံမှန်ဆွဲဆောင်မှုရှိတယ်ပေါ့နော်။ပြီးတော့ပြီးဆိုရင်အထဲက circuit ဆက်လေးလေးကဆက်သူကမြင်နေရတာလေးပေါ့နော်။အဲ့အားလေးကတော်တော်လေးကိုမိုက်တယ်ပေါ့နော်။ပြီးရင်နှချက်အရွယ်စားလေခဏလောက်ကနှချက်ရွယ်စားတနေနေလေးပို့မှကြီးရောမယ်เนาะပြီးရင်သူ့ရဲ့နှချက်ကောင်ကလည်းဆီလီကွန် ဟော့လေးလေးအသုံးပြုထားပြီးရယ်ပေါ့နော်ဆိုတော့နားနာမှာလေကြောက်စရာမလိုတော့ဘူးโอเคဒီဇိုင်းလေးကတော့လမ်းနေပေါ့နော်ရောင်ဆောင်လေးဒီနှစ်ချက်ကဗီဒီယိုစမှာပြတဲ့နှစ်ချက်လေးပေါ့နော်တို့ကနည်းနည်းလေးရှိရှိလေးဖြစ်မယ်ပေါ့နော်ဒီဇိုင်းလေးကတော့မီလီနဲ့ဒီဂျစ်တယ်ပါတယ်စီနော1900ပေါ့နော်ဒီကောင်လေးကကြတော့ pro ပေါ့နော်ခဏကတည်းက level နည်းနည်းလေးပုံမြင့်နေမော်လေးမြင့်တာပေါ့နော် digital ပါမယ်မီးပါမယ် ည်းနည်းလေးဒီဇိုင်းပုံမှာဆန်သွားတယ်ပေါ့နော်ဆိုတော့ဈေးနှုန်းအနေနဲ့2000ဝန်းကျင်2000ကျော်ကျော်လေးနဲ့နေချက်လေးရှာတယ်ဆိုရင်တော့ဒီကောင်လေးစင်ပြေတယ်ပေါ့နော်ဆိုင်ကတော့ဂျိုင်းတို့မြို့မှာဖြစ်ပါမယ်။လိမ့်စာလေးကတော့ရက်ွက်လေးဦးစံတန်းအိမ်ဆောင်ပစ္စည်းဆိုင်တန်းသားလေးက PM မိုဘိုင်းဆိုင်မှာဖြစ်ပါတယ်။ ဒီဇိုင်းမှာကပော့တွေ wave တွေဖုန်း accessory နဲ့ပတ်သက်တာလေးအကုန်လုံးရတယ်ပေါ့နော်စိတ်နှုံးလေးတက်တာတယ်နှစ်ချက်ဆိုရင်လည်းဒီမှာအယောင်ဆုံးလေးလေးရှိထားတယ်ပေါ့နော်စိတ်နှုံးကိုစုံစမ်းချင်တာပဲဖြစ်ဖြစ်ဒီရဲ့ wire အားပေးလို့တာပဲဖြစ်ဖြစ်ပေါ့နော်ဒီရဲ့ PM mobile accessory page ထဲမှာသွားမိမြန်ပြီးလို့ရပါတယ် okay ပါကျွန်တော်ဗီဒီယိုလည်းမတင်တာကြာပြီပေါ့နော်ဆိုတော့ဒီရဲ့အဲကြော်ညာလေးကိုကျွန်တော်အနေနဲ့အဲတင်ပေးလိုက်တာပေါ့နော်တိချင်တဲ့အကြောင်းအရာလေးများရှိတယ်ဆိုရင်လည်းကျွန်တော်ဗီဒီယိုအောက်မှာ မှန်ခဲ့ပြီးလို့ရပါတယ် see you guys နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်